ကျေးဇူးတင်ပါတယ်ကျေးဇူးတင်ပါတယ်ဘူဒီကရတယ်ဆိုတာကလည်းကျွန်တော်ဒီမှာဒါဆိုကျွန်တော်စင်ကူလေးစိတ်မှာအဲ7နာရီခွဲလောက်ပါရောက်တယ်ဘာလီကနေပေါ့နော်ပြန်လာတယ်ရန်ကုန်ကို9နာရီခွဲ flight နဲ့မှာသွားမှာဆိုတော့တော်တော်ဆိုးတယ်ဒီလားစင်ကူကလေနော်သူကဘာကြောင့်မများဟိုခိုင်းဆောင်နေငိုက်နေပြပြရတဲ့နေပြည်ကဘူးဒရာပြပြရတာကွာဒါဘာလီဆိုတာတကယ်နဲ့အဆရကျွန်တော်ပြောပါတယ်တော်ဒုက္ခရောက်တယ်ပေါ့နော်ညာကြီးကွာ7နာရီခွဲ အချက်နေပါလောက်ရောက်တယ်ရောက်ပြီးတော့နောက်မနေ့ခွန်ခွဲမှာရန်ကုန်ကိုသွားမယ်ရန်ကုန်ကို9နာရီခွဲလောက်ရောက်တယ်ဟုတ်ပါเนาะအဲ့တော့ဒီညစင်ကူလေစိတ်မှာကျွန်တော်ဘယ်လောက်နေရမလဲတနာရီလောက်ရောက်ရတယ်ဆိုရင်9နာရီခွဲလောက်နေရမယ်9နာရီခွဲလောက်နေရဖို့မှာသူတို့မှဘာမှလုပ်မထားဘူးအများကြီးပဲပြင်းလဲပြီးတော့ဘာလဲဆိုတော့မင်းရဲရလာပြီးမှတ်ပုံနေဆက်သေးတယ်ဘုတ်နေနေဦးတော့အဲ့ဒီနေ့စတမ်းမိုင်းထားတာ ဘာလို့ဆိုတော့တနက်ကြီးနဲ့လာပြီးတော့ဟိုကွာကွာဒီမှာအိတ်ချင်မှုလို့နဲ့ကွာဒီလာညာညာကြီးရောက်တယ်ကွာပြောလဲကိုလင်းရလဲသူကဂိတ်တောင်မထသေးဘူးခုမှဂိတ်ကထွက်တာကွာ3နာရီကျော်ဒါဒီမှာ4နာရီ55ဆိုရင်ညာအခုဒါတိကြတော့ညာကြီးပေါ့နော်နေကြတယ်တနင်္ဂနွေကွာတယ်စင်ကွာတနင်္ဂနွေဆောတယ်ဟုတ်တယ်နော်မင်းမြမချင်းဆိုရင်တော့တည်ကြတယ်မနဲ့ဆော်ကြီး၃နာရီဖြစ်နေတယ်အဲ့တော့မနဲ့မှတွေ့လိမ့်မယ်ဗျဒီဒီဗီဒီယိုကကျွန်တော်ပြပြတာကကျွန်တော်တို့ပြောပြတယ်ဆိုတာကျွန်တော်ကလည်း အေးကျွန်တော်အသက်က40ကျော်ပေါ့နော်ဒါပေမဲ့အတွေ့အကြုံတော်များနေပြီအခုဟိုတွင်းကမန္တလေးနဲ့ပတ်သက်တယ်နော်အဲ့နာမည်ကြီးရတဲ့တွေတော်များအကြောင်းကျွန်တော်ကသိပတ်သက်နေတယ်ဆိုတော့နော်ခင်းနေကြတာပေါ့နော်အဲ့လိုမျိုးကြီးရှိတယ်ပေါ့နော်ပြောရမယ်ဘောစီဘောစီလို့ပြောကြတယ်လူတွေကနော်အဲ့ဒါလေးကိုနားလည်အောင်ရှင်းပြမယ်ပေါ့နော်ကိုကျွန်တော်လည်းလာပြောတယ်ကောနားသာဆရာဘွားကြီးဇေမုတ်ကျွန်တော်လှုပ်ချင်တာလှုပ်ပြီးတော့နေစင်းလို့နေတာတော့တထေးမဟုတ်เนาะကျွန်တော်ပြောကျွန်တော်မချမ်းသာဘူး ကျွန်တော်ကဘာချမ်းသာပညာတော့ချမ်းသာတယ်ကျွန်တော်မှဘာလဲဆိုတော့အဲ့ပညာနောက်လိုက်တာပဲကွာပညာကြီးပဲတင်တယ်ဒါကျွန်တော်ဒါတက်နေသလားဟိုပညာနောက်ကိုဒီကလိုက်တယ်ပေါ့နော်ကျွန်တော်ဒီကစိတ်ဝင်စားတော့ဘောကြီးလည်းတပတ်စံနေကုန်လုံးကျွန်တော်ရဲ့ဒီဆယ်စုနှစ်စနစ်နဲ့ဆယ်လောက်မှာကျွန်တော်ရင်းထားတဲ့ဟာကတော့ဆိုင်ကျင်တဲ့ပညာကြီးပဲပါမယ်ချမ်းသာကျွန်တော်အဲ့လောက်ကြီးစီးပွားရေးမလုပ်ဘူးလေအဲ့ဒါကျွန်တော်တို့ကတော့အမေမငတ်ပါဘူး မချမ်းတိုင်းမချမ်းတိုင်းနေမိမိကပေါ့နော်ကျွန်တော်တခြားစီးပွားရေးကတော့ကျွန်တော်ကအင်ချမ်းပြေလုပ်တယ်မြေရောင်းမြေရောင်းတာပေါ့နော်ဝယ်တယ်ပေါ့နော်ဒါကတော့ကျွန်တော်မြေသမီးအဓိကစီးပွားရေးပေါ့နော်အဲ့တော့ကျွန်တော်ကကျွန်တော်ရင်မချက်ကတော့ရှင်းပါတယ်မိမလူစားထိုင်စားဖို့ပါအဲ့ဘာဟုတ်တာအမှန်သာပြောတာကလူတွေသိအောင်လို့ပြောတာဒါဟိုဘုသူတရအောင်ဆိုတာကျွန်တော်အတွေ့အကြုံကြီးပေါ့နော်ပြပြရမယ်လူတယောက်ကတထေးဆိုတာလေပတ်စံရှိတိုင်းတထေးမဟုတ်ဘောစီဘောစီလို့တောက်ပြောရတယ်တကယ်တထေးတွေကလေသူတို့က ဟိုရှင်းဝင်လို့မဟုတ်ဘူးကွာသူတို့က risk ယူတယ်ဒါခုကျွန်တော်နောက်ပိုင်းသိလာတယ်ပေါ့နော်အာဟိုဘယ်လိုပြောလဲရှင်းဝင်ဆိုတော့ပညာပဲရှိမယ်ဒါပေမဲ့ခုနကပြောလို့ပေါ့အဓိကကတော့ပညာလည်းရှိမယ်ပတ်စံလည်းရှာတယ်မှရတယ်ပတ်စံကြလဲဆိုရှင်းဝင်လို့လည်းပြောနိုင်မဟုတ်ဘူးနော်ရှင်းဝင်လို့လောက်တာလောက်တာတစ်ပိုင်းပုံမှန်ဝင်ဝင်လိမ့်မယ်ဒါပေမဲ့အချမ်းသာနိုင်ဘူးတအားကြီးမရှိနိုင်ဘူးအဲကြောင့်မလဲဆရာဝန်တွေကိုခိုင်းနေတာလीမဟုတ်ဘူးလားကျွန်တော်ကဆေးဝန်တွေဖွင့်ပြီးတော့เนาะအဲ့တော့ပြောပြရဲကွာတထေးဆိုတာကကျတော့ risk ယူရတယ်စွန့်စားရတယ် ကျွန်တော်ဆံဝင်လောက်ကစွန်သားဆံလည်းမရှိဘူးပုံမှန်လေးသွားတယ်ဟိုကျွန်တော်တိတ်ထင်မကြီးနေကျွန်တော်ကဒါစိတ်ကုန်ပြီဟာလွတ်လွတ်သွားတာကော့ကူလည်းသွားတဲ့ဟာကြီးလည်းရှိတယ်ဒါပေမဲ့ခုနောက်ပိုင်းတိတ်မသွားနိုင်တော့ဘူးခုပွင့်လေးပြလည်းမရိကလည်းသွားဖို့မလွယ်တော့ဘူးเนาะကျွန်တော်ဒီနေ့ထက်အော်စီသွားဖို့လုပ်တာလည်းမလွယ်ရေဘူးကောနော်ဒါတော့ပြပြတာဟိုတထေးဆိုတာကမှမြန်မာနိုင်ငံမှာတထေးစီးပွားရေးလုပ်ပြီးချမ်းသာပြီးတကယ်လေးစားဖို့ကောင်းတယ်ကောနော်ကျွန်တော်ဆိုရင်ကျွန်တော်ရဲ့ခန္ဓာကြီးလေးပဲပြပြမယ် เดี๋ยว3นาที4นาทีจ่อนี่ป่ะเนาะฉันก็ติ้ง900ทีส่งช่องคันได้อะยังไม่เป็ดป่ะเนาะแล้วฉันမျိုးตะมีโดติ้ง1000รอบนี่ตัวตะแกลุกให้เลยส่งช่องคันได้แต่แม้คนละเป็ดเลยป่ะไอ้หล่มหมอกูเนี่ยตะทีโหลยังไม่รู้หมอกูงาบอกอ่ะเดิมเลยกาအလုံးလုံးလို့စွန့်စားလိုက်လို့ဆုံးရှုံးသွားတဲ့ level တခုဘလောက်တောင့်ခံနေတာလဲတတိယအမပြောချင်တာဖြုတ်တက်တက်ဖြုံးနေတာမဟုတ်ဘူးလေလုံရင်းကြိုင်နေဆုံးရှုံးသွားတာမျို ဘယ်လောက်ထိတောင်းခံနိုင်လဲ။မှခင်ဗျာသိန်းတရာပဲတောင်းခံနိုင်လို့ဆိုမဖြစ်နိုင်သေးဘူး။တရာကျောင်းတိုင်းအဲ့လိုမရတော့ဘူး။ဟာငိုကြီးနေပြီ။အဲတထေးဆိုအဲ့လိုမဟုတ်ဘူး။သိန်းကိုထောင်လဲမဟုတ်ဘူး။တောင်းထီလဲသူကရှုံးလဲရှုံးဆိုပြီး risk ယူနိုင်တဲ့လူတွေမှာတကယ်တထေး။ဒါလေးအကြောင်းပြပြတာပေါ့နော်။ဒါဘူးလူလာလေးပါ။တထေးဆိုဘယ်လိုလူမျိုးလဲဆိုတာဘလောက်ဆုံးရှုံးရှုံးသူအေးမပြတ်ဘူးသူဘလောက်ဒီပမာဏကြီးကိုအေးပြတ်အေးပြတ်ဆံမလို့တဲ့ဒီတောင့်ခံနိုင်လေအဲ့ဒါမှတထေးအစစ် တထေးဆိုအဲ့ဒါပဲဒါနာတထေးအကြောင်းပေါ့နော်ထပ်ပြောဦးမယ်အများကြီးပဲ